အားလုံးပဲမင်္ဂလာပါရှင်ကပလာ channel မှာပြန်လည်ကြွဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူမြမြဦးခင်ရေးသားထားတဲ့သမီးရဲ့ဦးဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးသွားပါမယ်ရှင်သမီးရဲ့ဦးခုတလော friend request တွေလာအပ်တာသတိထားမိတာကြပြီးငငယ်ချစောလေးတွေပါလားလက်ခံပေးလိုက်ပါမယ်လေတကယ်တော့မအေးမီနဲ့လူလုကိစ္စဖြစ်ပြီးကလေးကမိုးတရံဘဝကကျွတ်ခဲတာကြပါပြီး DBVG ခေတ္တကြီး YouTube ကြည့်အောင်လို့တာသတင်းလေးပါလေထူးခြားဖြစ်စဉ်တွေကြည့်ရအောင် Facebook ထဲဝင်တာများသည်တို့ပေမဲ့ကိုလဘူးလို့အသက်60ကျော်ကိုဘဲနဲ့ကြောင့်ကောင်မလေးချောချောလေးတွေလာအနေပါလေကိုရုပ်ကိုမှန်နဲ့ပြန်ကြည့်တော့လဲစိတ်မဆိုးထားတာကြာလို့သပင်ဖြူနဲ့သပင်နဲ့တွေရောနေပုံကခဲရောင်ပေါက်နေပြီးမုတ်စိတ်ဖြူငုတ်စိတ်တွေနဲ့ဘယ်လိုမှလူငယ်ပုံမပေါင်းဒါဆိုဘာကြောင့်လဲ ကိုလာဘူ friend request လာအတက်ကလေးမတွေအာနာပါနာနဲ့အကုန်လက်ခံလိုက်ပါတယ်။ကို့သမီးထက်တောင်ငယ်မဲ့အရွယ်လေးတွေပါလား။သူတို့ warden ဝင်ကြည့်တာစာကောင်းပင်မလေးတွေဖះအစုံအမတွေတင်ထားပါလား။အိမ်ကအေးမေတို့များနှင်းကွာပါကွာ။အခုပါတယ် TikTok ဆိုလာပဲ။စိုင်းထဲပတ်ချလှည့်ပြီးရိုက်တင်လို့တင်ဟင်းတွေချက်ပြေးတင်လို့တင် သူ့ကိုယ်သူမင်းသမီးထင်နေတာပဲလား။ မပြောတာရာက သူက သူ့ဆိုင်ကပစ္စည်းအသင်ရောက်လာရင်ကြော်ညာရိုက်တင်လိုက်ပြီးတာနဲ့ဟိုကဒီကလှမကြတော့တာအကူကဆိုင်အထီတောင်လာမွေကြတော့ဘူးမမအေးမေအိမ်အရောက်ပို့ပေးပါဆိုတာနဲ့မအေးမေကပါဆယ်ရထုတ်ပြီး delivery လက်ထဲအလိုက်တော့တာဒီခေတ်စီးပွားရေးတောင်မှ online ကနေအလုပ်လုပ်ကြတာလွယ်ကူမြန်ဆန်နေရောပဲကျုပ်လည်းဘယ်နေရလိမ့်မလဲကိုလှဘူးကျမကိုပါဆယ်ကူထုတ်ပေးအောင်ဆိုကူလုပ်နေရတာ ဟောဗျာအခုပဲ friend လက်ခံရုံရှိသေး messenger ကတတောင်တောင်နဲ့စာရင်းဝင်လာပါရောလားအကိုကြီးခင်ချင်လို့ပါ အကိုကြီးရဲ့တီကြီးခန့်ညားတဲ့ profile ပုံကိုကြည့်မိတာနဲ့အကိုကြီးကစိတ်ကောင်းရှိသူဖြစ်မယ်ဆိုတာသိပါတယ်အဲကိုလာဘူးကို profile ပုံဘာတင်ထားမိပါလဲအော်မိသားစုဖျားဖူးရင်ကိုလာဘူးတယောက်တည်းကိုအေးမေရိုက်ဖေးထားတာ ဖះနောက်ခံထားပြီးတယောက်ထဲလက်အုပ်လေးချီနေပုံဆိုတော့ကလေးမထင်ကျင်လဲထင်လောက်ပါတယ်လေကိုလှဘူးအပြုံးနဲ့ကျေနပ်သွားပါတယ်စာပြန်အောင်မှပါလေမင်္ဂလာပါသမီးရေဦးကအကိုအရွယ်မဟုတ်ပါဘူးအသက်60ကျော်ပါပြီဟင်ဟုတ်လားမထင်ရဘူးနော်ဦးရေအခုလိုစာပြန်ပေးတာကျေးဇူးတင်ပါတယ်ဦးရေသမီးကလေမိဘမရှိတော့ဦးတို့အရွယ်ရယ်ဆိုခင်နေမိတာ ။အိုးကိုလာဘူဒနာမိသွားပါတယ်။သမီးကမြန်မာပြည်မှာမနေပါဘူးဦးရဲ့။ထိုင်းမှာအလုပ်လုပ်နေပါတယ်။သမီးစာလေးကတောင်ကြီးကပါ။ဦးကရောဘယ်မြို့မှာနေတာလဲ။ဘာအလုပ်လုပ်လဲဟင်။ကလေးမလေးရိုးရိုးတသားလေးပါလားဆိုပြီး ကိုလာဘူးစပြန်လိုက်ပါတယ်။ဦးကပြီးမှနေတာပါ။အလုတ်ကတော့ပင်စင်စားပါကွယ်။ဦးပုံဆောင်ကိုမြင်ကလေးကအရာရှိတယောက်ဖြစ်မယ်ဆိုတာသမီးထင်ပါတယ်။ ဒါပဲတော့ဦးရဲ့နောက်ရဆုံချင်ပါသေးတယ်။ဘာလိုလိုနဲ့ကလေးမလေးနဲ့စကားပြောဖြစ်တာတပတ်ရှိလာပြီ။ဦးရဲ့တမီး Facebook Messenger ကပြက်ချင်လို့စကားပြောရမကောင်းဘူး။တမီးက Viber ဖုန်းနံပါတ်လေးပေးပါလား။အင်းပေါ်ပေးလိုက်တယ်။သူကထိုင်းကကုမ္ပဏီခက်ကြီးကြီးတစ်ခုခုကဝန်တန်းဆိုတာသိရတယ်။လားစာလဲကောင်းတဲ့အပြင်အပေါ်ဝင်ွယ်တစ်ခုလည်းထက်ရှာနိုင်သေးတဲ့။ အော်ငငယ်ရွယ်ရွယ်နဲ့တော်လိုက်ကြတာအဲ့ဒီလိုကနေဦးရင်ဦးကပင်စစားဆိုတော့ဝင်ငွေကရနေမှာနော်တမီးလုံနေတဲ့အပေါ်ဝင်ငွေရတဲ့အလုံးဦးစိတ်ဝင်စားရင်တမီးပြောပြမယ်အဲလက်ဖဲရင်ဖို့ဘာဖို့ညာဖို့မအေးမီစီကလက်ဖြတ်နေရတာကိုလာဘူးတိတ်ပဝင်မကြဖြစ်နေတာနဲ့အတော်ပဲတမီးလုံတဲ့အလုံးကပါလဲလွဲပါတယ်ဦးရဲ့တမီးပြောပြပေးမယ် ဥမာကေဘေးတို့ဘာတို့ဖွင့်ထားတဲ့အကောင့်ရှိလားယင်အဲ့ဒါဥမာတော့မရှိဘူးဥရဲ့အမျိုးသမီးမှာတော့ဖွင့်ထားတယ်အဲ့ဒါဆိုဥရဲ့ဖုန်းထဲမှာဘာမှမရှိဘူးလားအစ်စ်ထပ်ဖွင့်ပြီးကုတ်ပါတာငွေထည့်ထားပေါ့ဥရဲ့ဥကဘောစီပဲဆွအထင်ကြီးအေးမေကကိုရတဲ့ပင်စင်တောင်တလားတစ်ကြိမ်ပေးမထုတ်ဘူး၆လတခါမှထုတ်ရတာထုတ်လို့ရလဲသူ့အကုံအရရတာ ပြောပြရင်လဲကိုလှဘူးတိတ်ခါကြပါတယ်။အေးပါ နောက်မှဥဆိုင်သွားပြီးဖွင့်လိုက်မယ်။မြန်မြန်လုံတော့ဦးတမီးစော်ဖုန်းကနေအပေါ်ဝင်ဝင်ရတာတလကို30နီးပါးရှိတယ်။မြမပြေကအမေတို့ကိုအဲ့ဒါနဲ့ပြန်ပို့ပေးနေတာ။ဟာရှာပါတလကို30 30ကို့မှာပင်စင်လေးတလတသိန်းခွဲတောင်များလာကြည့်ထင်နေတာ။ဒါနဲ့မအေးမီကိုနည်းနည်းမေးကြည့်အောင်ပါ။အေးမီ ိုလေဖုန်းနဲ့ကွာပတ်စံထည့်လို့ရတဲ့ဟာအဲ့ဒါငါဖုန်းနဲ့ထည့်လို့ရဘူးလားအေးမေကကြုတ်ကိုမျက်လုံးကြည့်လှန်ကြည့်ရင် ရှင်းကပါလို့မလို့လဲဟုတ်ဘူးလေဟာငါဖုန်းနဲ့အဲ့ဒါထည့်ထားတော့အလုံးလေးပါလေလုံးလို့ရတာပေါ့ဟမ်ရှင် Facebook ကပတ်စံရမယ့်ဂိမ်းတွေကြည့်ပြီးကစားချင်နေတာလားသွားမလို့နဲ့တော်ရေအဲ့ဒါကရှေ့ပိုင်းအချောင်ပြပြီးနောက်ပိုင်းဘဝပါပြည့်စစ်တဲ့ဟာ ကြံကြီးစီရကွာငါကအဲ့ဒါမျိုးတွေဝါသနာမှမပါတာမင်းလည်းတည်တာနဲ့အဲ့ဒါဆိုဘာလို့ရှင်ကခေဘေးတို့ဝိဘေးတို့ထဲ့ချင်နေရတာတော့မင်းမသိသေးပါဘူးကွာဒီတခါတော့ကိုလာဘူးအနိုင်နဲ့ပြောချပလိုက်တယ်တနေ့ငွေအများကြီးဝင်လာမှ ရော့အင်းဆိုပြီးအထုံးလိုက်ပစ်ချပြလိုက်စမ်းမယ်ဒီလိုနဲ့ကိုလာဘူးလည်းဘာဖေးမှမထည့်ဖြစ်သေးဘူး တို့ပေမဲ့ပထမကလေးမလေးလိုပုံစံနဲ့နောက်ထပ်အကောင့်တွေကလည်းစကားလာပြောပြန်ရောကိုလာဘူးလည်းအပြင်းပြေဘာညာတာရကာဖော်လျှော်လုပ်ပြီးပြန်ပြောလိုက်ပါတယ်ဒီတယောက်ကဂျပန်နဲ့အဲနောက်တယောက်ကဟိုကလေးမလိုထိုင်းကပဲအလုပ်တွေကလည်းကုမ္ပဏီဝန်ထမ်းတွေမိဘမရှိတာလည်းတူနေပြန်ပြီးဇာတိကလည်းကလော်တောင်ကြီးနဲ့တူနေကြပြန်ရောဗျာပထမကလေးမကလည်း ဦးအကောင့်မဖွင့်သေးဘူးလားခဏခဏမေးနေပြီ သူပြောတာက သူ့အကောင့်ထဲဝင်ပြီးဦးကဈေးဝယ်ပေးရုံပဲတယ်တမီးရမဲ့ဝင်ငွေထဲကနေဦးကိုရာခိုင်နှုန်းနဲ့ပြန်ပေးမယ်ပြောတယ်ယုံမာသာစင်းစရားပိုင်နဲ့ကို့လိုအသက်ကြီးသူက ID နီးပညာတွေဘယ်လိုပဲတင်တင်ခုထိ ကို့ပုံတော့တိတိချာချာတင်တတ်တာမဟုတ်ဘူးအဲ့ဒါနဲ့ပဲမအေးမေတစ်တော့ရိုက်နေတာမသိမသားချင်းရင်ငါမိမအတော်ဟုတ်တာပဲ ဲ့ဒီပညာတွေမင်းဘယ်လိုတတ်တလဲ။အော်ဒီလိုပါပဲကိုလှဘူးရဲ့။ကျွမ်းကျင်ရလိမ့်ပါလေ။တချို့ဆိုဘာအတန်းပညာမှမမေ့ရရမတတ်ဘူး။ထစ်ထောက်မှရည်စရာလေးတွေရိုက်ပြငပိရဲ့တိုးစရာမျိုးစုံနဲ့စားပြတာတော့လူကြိုက်များသွားပြီးဆယ်လီတွေဖြစ်ကြော်ညာတွေခေါ်ရရက အခုတော့ဘွဲရသူတွေထထောင်ချမ်းသာနေကြတာကိုလှဘူးရဲ့အွန်လိုင်းကတုံးတက်သူအတွက်တော့တကယ်ဈေးကွက်ကြီးပါ ဟုတ်လား ဒါနဲ့အဲ့ဒီ online ကနေ အခြားပတ်စံဝင်တဲ့နေရှိတယ်ဆိုမအေးမေကကြုတ်ကမယုံတင်ကကြည်နေရှင်ပါတွေလုံးနေမိလဲကိုလာဘူးကျမကမှမှန်ပြောနော် online မှာအလိအညာတွေကလည်းအများကြီးရှင်ပေပေကိုလာဘူးရှင်ဖုံဘာလို့မလို့တော့ခဏပြစားမှာဆိုမပေးချင်ပေးချင်တဲ့လက်ထဲကဖုန်းကို မအေးမေကဆက်ကနေယူကြည့်ပါလေရောကျုပ်အကောက်ထဲဝင်ဟိုဟိုတီတီကြည့်နေရင်ကား အေးမေရီပါလေတော့တယ်။ဘာတော့ဟ။အော်ကိုလှဘူးကိုလှဘူး။တမီးရဲ့ဦးကနေဤတမှုဖြစ်တော့မလို့။ကျမကို အရင်လာမေးတာမှန်သွားတယ်။ကိုဘာသာကြိတ်လုံးနေမယ်ဆိုရင်တော့ဂျင်းပြီးတော့မှာတော့။ဘာဂျင်းလဲ။ဒီလိုကိုလှဘူးရဲ့။အခုကြားပြန့်လူလိန်ခိုင်းတွေပေါ်နေတာ။အွန်လိုင်းကနေမလုံးတွေပေးပြီးအကောင့်တွေဝင်ခိုင်းပြီး ပြီးရင်သူတို့ကနေအမျိုးမျိုးနဲ့ရှင်းအကောက်ထဲမှာရှိသမျှငွေထုတ်ယူကြတာငါမှအဲ့လိုပတ်စံထဲထားတဲ့ account တခုမှမရှိဘူးလေဒါကြောင့်လည်းကံကောင်းတာပေါ့ဟောဒီမကြီးကျမအထဲမှာလာအပ်ထားတာငငယ်ချချောကောင်လေးတွေအများကြီးပဲဘာကျုပ်နည်းနည်းတော့ဥတိုးသွားတယ်ကြည့်လိုက်တော့ဟုတ်တာကိုရီသားအရွယ်လေးတွေလားရှင်ကလည်းလာလိုက်တာအဲ့ဒါကြားပြတ်လူလိန်ကြီးပဲ သူတို့ပုံစံအဆက်လက်မဟုတ်ဘူး။ Thai, Philippine, Malay, Indo ကမြန်မာရုံးနဲ့ဆင်တဲ့သူတွေပုံယူသုံးထားတော့ကျမတို့လိုမိန်းမတွေစီလဲမမမမနဲ့လာစကားပြော။အဲဒီကနဲ့တဆင်တက်ပြီးနှီးမျိုးစုံနဲ့လိန်ကြတာ။ယုံတဲ့သူတွေကတော့ပါသွားကုန်ပြီ။အရင်ကနိုင်ငံသားသားလူမျိုးချားတွေပုံနဲ့လိန်တာမဟုတ်လား။အခုကအဲဒီလိန်ကြီးကယိုးသွားပြီ။လူသိများကုန်ပြီလေ။ဒါကြောင့်အမျိုးသမီးဆိုယောက်ျားလေးအကောင့်နဲ့တမျိုး မိန်းကလေးအကောင်နဲ့ယောက်ျားရိစီအပ်အမျိုးမျိုးပါပဲကျမတို့မိန်းမရိစီတောင်းအဲ့လိုသမီးအရွယ်လေးတွေလာအပ်နေကြတာကိုလှဘူးရဲ့တော်ပါသေးတယ်ရှင့်ဖုန်းနဲ့တပြားမှမရှိတဲ့အဖိုးချင်းမသိရင် သူ့ဘာသာသူလစ်သွားလိမ့်မယ်မအေးမေစကားကြောင့်ကိုလှဘူးအောက်တသက်ဖြစ်သွားရင်ကမင်းမလဲတနေ့တနေ့တိတော့ပဲရိုက်နေနော်မအေးမေကဟဟပပရှိလိုက်ရင်ဒါပေမဲ့လည်းဦးရဲ့ လူဆိုတာဟာခက်တယ်မလာနိုင်မှန်းသိရတဲ့တောင်းလက်ညိုးနဲ့လက်မအဝိုင်းကလေးလှုပ်ပြပြီး ကိုလာဘူးကို မခုတ်တရော့ဟန်လှုပ်ပြရင်စနေပြန်သေးပြဟုတ်ခဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူမြမြဦးခင်ရေးသားထားတဲ့သမီးရဲ့ဦးဆိုတဲ့ဝတ္ထုတော်လေးပေးဆောင်လို့သွားပါပြီရှင် နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်အားလုံးပဲမင်္ဂလာပါရှင်ကပလာချန်နယ်မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူထထဝီရေးသားထားတဲ့ မနက်ဖြန်ဆိုတဲ့ဝတ္ထုတော်လေးကိုတင်ဆက်ပေးတော့ပါမရှင်မနက်ဖြန်နွေရာသီကျောင်းပရက်တွေကြော်လွန်ပြီးလို့ကျောင်းပြန်တက်ရတဲ့အချိန်တွေဟာမိအေတော်မောင်နှမအကျွဲမပျော်ရွှင်ရတဲ့အချိန်တွေပင်ကျောင်းတက်ရသည်ကိုပျော်သည်ထို့သောကျောင်းသွားရသည့်အခက်ခဲကြောင့်ပင်မပျော်နိုင်ဖြစ်ရ၏မိမိအိမ်နေကျောင်းသည်အလွန်တရာမျှဝေသောကြောင့်အမေဖက်မအမျိုးစီသွား၍နေရသည် ဆန်စီစာစသည်ဖြင့်ဇေယစကအပြစ်အစုံနှင့်တွား၍နေတော်လဲအမျိုးမိသားစုမှမကြည်ဖြူပေ အမေရှိရင်ချို့သားကအမေကွယ်တီနှင့်မကြည်ဖြူတော့ပေမိအဲတော်မောင်နှမမှာတအိမ်လုံးဤခိုင်ဖက်ဖြစ်ရ၏အိမ်တွင်မလုံရသည့်အလုံများကိုယခုမူအမျိုးများကြည်ဖြူအောင်တိမ်ကြုံလုံရလေသည်။ကြောင်းမပြန်လာသည့်အခါမိအေတို့အတွေ့ဟင်မရှိ မောရင်မောတရက်ဒီပေါ်တဖြစ်တရက်ဒီစားရစိန်နှင့်ငျုပ်ဒီမှုပင်ပပသည်ငပိရချိုကြဲကြဲသာစားရလေသည်ထိုများလောက်ကိုမိအေတယောက်တင်းတိမ်ပေမဲ့ယောက်ျားလေးလည်းဖြင့်အစားလည်းမက်ရှာသည်မောင်ငယ်လေးကမတင်းတိမ်နိုင်ပေမမရမစားနိုင်တော့ဘူးညင်းညူလာသည်မောင်လေးကြောင့်မိအေတက်ပြင်းမောချမိလေသည်ကြောင်ပိတော့အိမ်ပြန်ပြီးဟင်းကောင်းနဲ့စားကြတာပေါ့ခုတော့ဒါပဲစားရအောင် ဒါပဲမစားရွယ်လည်းမရဒါပဲရှိလေသည်ထိုညကမိအေအိမ်ရွယ်မပြောင်းပေမိအေတို့အိမ်တွင်ပြေဆုံးပါလျက်သူများအိမ်တွင်ခိုကပ်၍နေရခြင်းအပေါ်ဘဝင်မကြလာပေကျောင်းတဲရသည်ကိုပင် စိတ်ပြတ်မိလာလေသည် သူများဤသူပညာတတ်ကြီးဖြစ်ခြင်းသည်ထို့သောသူများအိမ်တွင်ကပ်၍တော့ကျောင်းမတက်ခြင်းသောကျောင်းစင်းချိန်ဖြစ်သည်ထို့သောလှိမ့်စိတ်တွင်မိအေတို့မှနမလိုက်ပါရမည်လှိမ့်လေးမှမရှိတော့ ဝန်ကွဲမောင်နှမများသည်မိအေတို့အားထားခဲ့ချေပြီးယခုအချိန်အနေသည်ချောင်းတစ်ဖက်ကန်းကိုကူး၍ဒဏိတော်ထဲကိုဖြတ်သွားကာမှာအမျိုးအိမ်ကိုရောက်ရောမည်ခက်တီကမိအေသာရေကူးတိုက်၍မောင်လေးမှရေမကူတန်းမိအေခနာမြစဉ်းစားပြီးနောက်မောင်လေး၏လွယ်အိတ်ကိုပါသူ့လွယ်အိတ်နှင့်ပူးကန်၍ခေါင်းပေါ်တင်ကာတစ်ဖက်ကန်းကိုကူးလိုက်လေသည်ပြီးနောက်လွယ်အိတ်တွေကိုဒဏိဖောင်ပေါ်တင်ကာဒဏိကိုင်းတကိုင်းကိုတစ်ဖက်ကန်းဖက်ချိုးချလိုက်သည် ခလေးအာနင်မော်တဏိကိုင်းမှာအတော်လေးကိုင်းယူရသည်ပြီးနောက်ရေထဲပြန်စင်းကတစ်ဖက်ကန်ကမောင်လေးကို သွားခေါ်ရလေသည် မောင်လေးကိုလက်တစ်ဖက်ကကင်ကလက်တစ်ဖက်ကကင်ထားသည်တဏိကိုင်းစီကူခဲရလေသည်ရေစီးတန်လာသည်မို့တဏိကိုင်းစီရောက်သည့်အခါမိအေခြေကုံလက်ပန်းကျနေလေသည်။မောင်လေးကိုတဏိကိုင်းအားတွယ်၍ကုန်းမော်တို့တက်စေပြီးမိအေကဖြစ်ရေထဲတွင်ခဏအမောဖြေလိုက်လေ၏။ ်မိအေတို့အိမ်ပြန်ရောက်သည့်အခါထမင်းအိုးထဲတွင်ထမင်းခဲခတ်သေးသေးသာကြံလေ၏နောက်ဖေးရေစင်တွင်ကြီးတော်ကြီးသည်ဆိုင်မရှိတော့ကြောင်းပြတောင်ပြတောင်နှင့်ပြောဆိုနေလေသည်တနင်းတွင်နေမှအမေပေးခဲ့သည့်ပေါ်ဆမ်းမွေးသည်နှစ်တင်းဝင်အိမ်နှင့်အပြည့်ဖြစ်၏ယခုမရှိတော့ဟုဆိုသည်မှအံ့ဩစရာပင်မိအေတို့မောင်နှမအားလှေပေါ်တင်မခေါ်ဘဲထားခဲ့ကြသောဝန်ွယ်များသည် သူတို့မဟုတ်လေသည့်အတိုင်းចောင်းမှတင်ခဲ့သော စာများအားရွတ်ဖတ်နေကြလေ၏မိအေတော်မောင်နှမသည်အိုးထဲမှထမင်းခဲလေးကိုတယောက်တစ်ဖက်စားရင်းအိမ်နှစ်ခလန်လန်ရှိတရက်ပင်အောက်သို့ထွက်ခဲလိုက်လေသည်အချိန်အတော်ကြာသည့်အထီးမောင်နှမနှစ်ယောက်စကားမပြောဖြစ်ကြ အတွေးများနေကြသည်တို့တော်မိအေမမေးလင်တော့မောင်လေးပါရီတွေးနေသည်ကိုတည်နိုင်သည်အိမ်ပြန်ချင်းသည် စာမတက်လည်းနေပါစေတော့ကိုအိမ်မှသာနေချင်တော့သည် တွဲပုနေစဉ်ထုတ်အသွေးများသာတွေးမိလေ၏ရခုလို မကြည်မဖြူနှင့်မဝရီစာမစားချင်တော့ပေမိအေးသည်စိတ်မရှိသည့်အစုံတရားပင်အောက်တွင် ထိုင်နေရမှရုတ်တရက်ထာ၍မတည့်ရလိုက်လေသည်မောင်လေးမမအိမ်ပြန်ပြီးအမေကိုသွားပြောမယ်ဒို့တရေအိမ်မှာပဲပြန်နေတော့မယ်လို့အိမ်ကနေအစောကြီးထပြီးចောင်းသွားပါမယ်လို့မောင်လေးဟိုဘော်ပြန်မတက်သေးနဲ့မမပြန်လာမှပြန်ကြမယ်နော် မောင်လေးသည်မိအေးပြောသည့်ကိုနားလေသဘောပေါက်သည့်ဟန်ဖြင့်ကောင်းညှိလေ၏ရေဖောင်ဖောင်ပြည့်နေသည့်လေကွင်းကြီးများကိုတကွင်းပြစ်တကွင်းဖြတ်ကာမိအေးတုတ်ချေတင်၍ပြေးလေသည်ညနေစောင်းနေပြီမို့အိမ်ကိုအမြန်ရောက်မှဖြစ်ပေမည်မိအေးတို့၏ဆုံးဖြတ်ချက်အပေါ်အမေလက်မခံနိုင်မှန်သိတော်လဲမိအေးစ조사ခြင်းလေသည်မီအေးကအကြီးမို့အခက်အခဲများကိုခံနိုင်တော်လဲမောင်ဖြစ်သူကကလေးမို့မခံနိုင်ပေမီအေးကဆယ်ကျော်သက်လေ တချို့အခက်အခဲတွေကိုအန်တူနိုင်လေသည်အိမ်ပြန်ရောက်သည့်အခါထင်ထားသည့်အတိုင်းအမေကစီးကြို၍ရိုက်လေသည်တယောက်တည်းပြန်လာသည်မို့အမေကစိတ်မချ၍ရိုက်မှန်မိ၏သည်ပါ၏အဖေကိုအာကိုတကြီးလှမ်းကြည့်သောအခါအဖေသည်မိအေအားဂယူမဆိုင် စေးတန်သာခဲရွေနေလေ၏ထို့သောအဖေရင်ထဲမကောင်းမှန်မိအေသည်ပါ၏အခုကမိအေအတော့မကြွေတာအရိုက်ခံရခြင်းဖြစ်၏ အမေသည်အားရသည့်အထီးရိုက်ပြီးသည့်အခါဒုက္ကိုပစ်ချလိုက်လေသည်။သူမွေးထားသည့်တမီမြင်မြအကြောမှမှ အမေသည်ဤမိအေးသည်ဆုံးဖြတ်ပြီးလျင် ပြင်မြင်မဟုတ်။ထို့အပြင် အမေ၏ဆွေမျိုးများအကြောင်းအမေသာအသိဆုံး။သွားပြန်တော့မိအေး။မနေ့ကအမေလာခေါ်မယ်။မိအေးတယောက်တည်းပြန်ရမည်ကိုအမေစိတ်မချတော့ငါအမေကိုယ်တိုင်ချက်ချင်းလိုက်လျင်ဆွေမျိုးများကြားမကောင်းတတ်တော့ကြောင်းမလိုက်မှန်မိအေးနားလေပါသည်။ မိရဲ့မျက်ရည်စများကိုတော့ကမောင်လေးရှိရာသို့ပြန်ပြေးရပြန်လေသည်ဒီတချိန်အပြေးလှမ်းနေသည့်ခြေလမ်းများသည် အလာခြေလမ်းများလိုပင်တွက်လက်နေတော့ငါရင်ထဲမှာဖြစ်ပေါ်လာသည့်ခံစားချက်များသည်မတူပေမိအေးပြောမပြတမ်းမိအေးပြောနေသည်ပေါ်လေမိအေးမောင်လေးရှိရာတရက်ပင်အောက်သို့ရောက်သည့်အခါမိုးဆုံဆုံချုံလေပြီးဖြစ်၏မောင်လေးသည်တစ္ဆာရှိစွာပင်ခြေနှင့်အကိုက်ခံကတည့်ပင်အောက်တွင်စောင့်နေမည်ဖြစ်လေသည် ညရယ်မောင်နှမနှစ်ယောက်စာလောင်နေသည့်ဘိုက်ကိုလစ်လျူရှုကမနှက်ဖြန်ကိုစောင့်ကြုံနေမိလေသည် မနှက်ဖြန်တွင် အမေလာခေါ်ပေတော်မည် မနှက်ဖြန်မှအမေချက်တီထမင်းနှင့်ဟင်းကိုတဝကြီးစားရပေတော်မည်ဟုတ်ကဲ့ပါရှင်ဒီနေရာလေးမှာပဲစာရေးသူထထဝေရေးသားထားတဲ့မနှက်ဖြန်ဆိုတဲ့ဝိတ္ထတော်လေးပြီးဆုံးလို့သွားပါပြီရှင်နားဆင်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်